မင်္ဂလာပါခင်ဗျာရွှေညာမီ channel ကနေကြိုပါရစေကျွန်တော်ကတော့ဒါတော့ဖက်ကြသူကိုသိဖြစ်ပါတယ်ကျွန်တော်ခဏဒါတော့ဖက်ကြပြီးမှကတော့ဘုရားဥဒါသမီးများအတွက်ငားလာပိုင်းတလာတာကံတယ်မှာဖြစ်ပါတယ်ဘုရားဥဒါသမီးများအနေဖြင့်ဒီ2025ငါးလပိုင်းမှာဘာတွေကြုံတွေ့ရနိုင်သလဲဆိုတော့ ိုရိုဥဒသမီးများဟာအလောက်ကိုင်းဒူးမှုရေးစတဲ့နေရာတွေမှာအောင်မြင်မယ်ထင်သလောက်ကိုညှော်မှန်းထားသလောက်ရလက်ကောင်းနေပိုင်ဆိုင်ရမယ်ထို့သူတစ်ဖက်မှာကြတော့ထီးကြံတဲ့ခံစားမှုမျိုးတွေခံစားနေရတယ်အလောက်ကိုစီးပွားရေးကိုဦးစားပေးမိပြီးမိသားစုကိုပြန်မကြည့်ဖြစ်တာမျိုးကြုံရတာပါတယ် နောက်တစ်ခုအနေနဲ့ကတော့ဘုဒ္ဓသာသမိကဒီစားမှာပါပဲလို့လို့တတ်နိုင်ဆုံးမိမိရဲ့စိတ်ကိုတည်ငြိမ်စွာအေးအေးဆေးဆေးဖြစ်အောင်ခေါင်းအေးအရင်ထားပြီးမှအလုပ်တွေကိုလုပ်တင်ပါတယ်ဆုံးဖြတ်ချက်ကြီးကြီးမားမားခြားစရာရှိရင်လည်းမိမိစိတ်ကိုအရင်ဆုံးတည်ငြိမ်ငြိမ်ထားပြီးမှဆုံးဖြတ်တင်ပါပဲဘုံတိုင်းဆိုပြီးတော့တန်းပြီးတော့ဆုံးဖြတ်လို့မရတဲ့အနေအထားမျိုးမှာရှိပါတယ်ဒီလမှာဘုဒ္ဓသာသမိများအနေဖြင့် ဆရာကောင်းတမကောင်းမိတ်ဆွေကောင်းတွေနဲ့ကြုံတွေ့မယ်တရင်ကောင်းတွေကြားရတတ်ပါတယ်သို့တော့ဘိုးတို့သမီးများဘာတွေထပ်ကြုံတွေ့နိုင်နိုင်လို့ဆိုတော့မိမိရဲ့စိတ်မလွတ်လပ်တာတွေဖြစ်လာနိုင်တဲ့အလौတာဝန်တွေပြီးစီးပြီးတော့စိတ်မလွတ်လပ်တာဒါမှမဟုတ်အမှုရဆိုင်ရတာမျိုးဘောနော်တုံအောင်ခံရတာအိမ်မှာဖြစ်ဖြစ်ဘောနော်ဘိုးတို့သမီးနေနေတဲ့အိမ်ကအိမ်ကကိစ္စတွေကြောင့် ိတ်မလွတ်လပ်တာမျိုးစိတ်ကျဉ်ကြတာမျိုးတွေကျွမ်းရတာပါတယ်ဘုရားတပည့်များအနေဖြင့်ဒီလားတလားလုံးမှာမေတ္တာရေးမှာတော့မိမိကစီပွားရေးပြမှုရေးပညာရေးစတာတွေကိုအားဆိုင်မိပြီးမေတ္တာရေးမှာနည်းနည်းလေးပူဇော်မပေးဖြစ်တဲ့အနေထားတွေကြောင့်ဘောနော်တဘောရာကွဲလဲတာမျိုးတွေဒီကျွမ်းရတာပါတယ်ပြီးတော့ဒီလားမှာနည်းနည်းလေး ဂုရုသားသမီးများအနေနဲ့အလုတ်ပုံစိတ်နဲ့ထားတဲ့အတွက်ကြောင့်စိတ်ခက်ခံနေတာမျိုးတခါတလေမိမိရဲ့အိမ်တော်ဘက်မိမိရဲ့ချစ်သူအပေါ်မှာစိတ်လိုက်မှန်ပါပြောဆိုပြုမှုမိတာမျိုးကြုံရတတ်လို့တတိထားတယ်ကျမကျမအနေနဲ့ကတော့ဒီလမှာဂုရုသားသမီးများအနေနဲ့တွားရလာရရမှာတတိထားသိရင်သေးသာထိခိုက်မှုလေးတွေကြုံရတတ်ပါတယ်နောက်တစ်ခုတတိထားမှာဘုရောသသမီးများအနေဖြင့်ဒီလမှာ ိုးကနန်းလေးကနန်းနဲ့စပြီးတော့ကံကောင်းပါတယ်။မှငွေဝင်မဲ့ဆိုရင်ကိုးလို့လေးလို့နဲ့စတဲ့ငွေတွေဝင်တာမျိုးတွေကျွမ်းရတာပါတယ်။ဘုဒ္ဓသာသမိများအနေဖြင့်ဘုရားကညာနေဖြင့်ရှိကနံလုံးဝအကျိုးမပေးပါဘူးဒီကမှာထူးထူးခြားခြားမိမိရဲ့ကံကိုထောက်ပံ့ဘုရားကညာထူးတယ်ရခြင်းတော့ငှက်စာညာသွားဖြင့်ကိုသာနှက်စာလေးပြင်ပြင်းဖြင့် မိမိရဲ့ကံကိုပြင့်တင်ပြီးတော့မိမိလိုရအောင်ဆွတောင်းနိုင်ပါတယ်ဒါမှမဟုတ်ရင်ဖရာကိုတောက်တော်ရေးလေးခွက်ကတ်လူတာမျိုးလေးလုပ်လို့ရပါတယ်ဒီတလာလုံးမှာသူတတိထားရမယ်အချက်ဒီဘုဒ္ဓသာတမညာနေပြီမိမိဟာအလုပ်ပေါ်မှာပဲအရန်အာယုံမဆိုင်လုံးမင်းနဲ့မိသားစုပေါ်ကိုလည်းချိန်ပြပါလို့ပဲပြောချင်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ